အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ရွှေချေချားရဲ့ပုံမြင်လေးကတော့စင်းရဲရောင်မလေးရဲ့နိုင်ငံတော်အလံအင်ကြီးဆိုတဲ့ပုံမြင်ပေးဖြစ်ပါတယ်ကျမကတော့အစစ်စစ်တင်ဆက်သူအန်နာပါကဲပြောစမ်းဒီခရမ်းတိကဘာရောင်လဲဆိုတာငေါ့ပြောအေးအနက်ရောင်လေးဟဲ့ကဲတော့ဆိုရင်တော့အရှိကိုကြည့်လိုက်ဇေယကဘာအယောင်ရှက်အင်ကြီးကိုဝေထားလဲဆိုတာငေါ့ပြောပြ ကြည့်ရတာဆရာကအဖြူရောင်ရှက်အင်ကြီးကိုဝစ်ဆင်ထားတာနဲ့တွေ့ဒီအချိန်မှာဆရာကလည်းသူတို့အနာကိုရောက်ရှိလာခဲ့ပါတယ်ဒီအချိန်မှာသူတို့ကလည်းပြောလိုက်ပါတယ်ဆရာကြီးဆရာကအဖြူရောင်ရှက်အင်ကြီးကိုဝေထားတာဆိုပြီးတော့ရှာလူကပြောနေတယ်ဆရာဝေထားတာကအဖြူရောင်မမဟုတ်ကြပဲလीဆရာကြီးသူတို့တွေကသမီးကိုဆိုရင်တော့အမြဲတမ်းလှောင်ပြောင်နေကြတယ်သမီးမကြိုက်ပါဘူးဆိုနေမှာပြောလို့လည်းမရဘူးလေ ကဲရတယ်ကိစ္စမရှိဘူးငင်းတော့ငါကိုလှောင်ချင်းတလောက်လှောင်ငါဘောင်မောက်ယူဆိုင်နေမှာမဟုတ်ဘူးတိတ်ကြကင်မှာငါဆောင်ပွဲပြီးလို့ကြောင်းပြီးသွားတဲ့အခါကြောက်လို့ရှင်တော့ဒီကနေထွက်သွားလို့ရပြီကဲကဲကဲမင်းတို့အားလုံးဘာတွေဖြစ်နေကြတာလဲစာလောက်ပါဆိုလို့ရှင်တော့စာကိုကြိုးကြိုးစစလောက်ကြောင်းမယ်ဆိုပြီးရမရှိဘူးဘယ်သူကမစိုးလိုက်ပြီးလှောင်ပြောင်နေကြတယ်မင်းတို့အလောက်ကဒါပဲလားမင်းတို့အားလုံးသိတယ်မလားရှာလူကအယောင်ကားလာတွေကိုတေးချမမြင်ရဘူးသူကအဖြူအောင်ကိုပဲတေးချမမြင်ရတာကြမ်းတဲ့အယောင်တွေကိုဆိုလို့ရှင်တော့သူမြင်မမြင်ရတာ ဘာလို့တမင်တတသူ့ကိုရှောက်ပြီးတော့နောက်နေကြတာလဲဒါတော့မှမင်းတို့ကသူ့ရှောက်ပြီးတော့စနောက်နေကြတယ်ကဲတွား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 ကြတော့တွားကြတော့ဒါနဲ့ရှာလို့ရေငါနေကိုပြောစရာရှိသေးတယ်နင်နောက်ဆုံးညဘက်အိမ်မောကြောက်သွားတဲ့အချိန်မှာမျိုးလုံးမိတ်လိုက်ရင်ဘာအရာကိုတွေးရလဲအရင်မှလည်းအဖြူရောင်နဲ့အစိမ်းရောင်တွေကိုပဲမြင်တွေ့ရတာလားအမဲရောင်ကိုရောနေမြင်တွေ့ခံစားလို့ရသေးလားကျောင်းမှာရှိတဲ့ကောင်းလေးတွေကလည်းသူ့ကိုစားနောက်လောင်ပြောင်းပြီးနောက်မှာတော့ထွက်ခွာသွားခဲ့ကြပါသေးတယ် ရှာလူကစိတ်ပြဝမ်းနေစွာနဲ့သူ့ဆရာရဲ့ဘေးနားလေးမှာကြံနေကြရတာပေါ့။ဆရာကလည်းသူ့ကိုရှင်းပြလိုက်ပါလေ။ကဲကဲကဲရှာလူသူတို့ပြောနေတဲ့စကားတွေကိုလည်းအလောက်ထိစိတ်ထဲထည့်ထားစရာအကြောင်းရှိပါဘူး။ဘာမှသိပြီးတော့နားကြောင်မနေနဲ့။အရာအားလုံးအဆင်ပြေသွားလိမ့်မယ်ဟုတ်ပြီလား။ပြီးတော့ငါတို့အကြောင်းမှလည်းလှုပ်ဆရာအလောက်ကိစ္စတွေရှိသေးတယ်လေ။เจ้ามาเต็มจากเกณฑ์ปวยตะคู่จีนป้าบ่ရှိเลยအဲ့ဒီပွဲနေကြရင်ဒါနေเจ้าကိုအစောကြီးရောင်းနိုင်အောင်လာခဲ့ဟုတ်ပြီလားဟုတ်ကဲ့ပါဆရာကောင်းပါပြီကျွန်မเจ้าကိုအစောကြီးရောင်းလာခဲ့ပါမယ် သူမကအယောင်တွေကိုတတိတခြားခွဲချမသိမြင်နိုင်တဲ့ယောဂမျိုးကိုခံစားနေကြရတာပါ။ဒါကြောင့်တငယ်ချင်းတွေအားလုံးကလည်းသူမကိုဆိုရင်တော့လောင်ပြောင်းတယောလေးရှိကြပါသေး။သူမကပစ္စည်းတွေအားလုံးကိုလည်းတတိတခြားမခွဲချတတ်ပါဘူး။ပစ္စည်းတွေအားလုံးကိုခွဲချရတာသူမအတွက်ဒုက္ခတစ်ခုပါပဲ။တစ်ဖက်မှာတော့အိမ်မကသူ့ရဲ့ရောင်မနဲ့အမေနှစ်ယောက်လုံးကလည်းသူမအတွက်စိုးရင်ပူပန်နေကြကြပါသေး။ချွေးမလေးရဲ့တိတ်မကြခင်ငါသမီးလေးကြောင်းပြီးတော့မှလေ။ကြောင်းပြီးတော့မယ်ဆိုရင်တော့ငါတို့ကိုဒီအတိုင်းမနေစေချင်ဘူး။တို့ကိုအမြန်ဆုံးလက်ထပ်ပေးလိုက်ချင်တယ်။ ဒါပေမဲ့သူရဲ့မျက်လုံးအမြင်အာရုံနဲ့ပတ်သက်ပြီးတော့ငါတအားကိုစိတ်ညစ်နေတာမလုပ်ရမလဲဆိုတာတကယ်နားမလဲတော့ဘူးဒါနဲ့အမေကျွန်မမေကိုတခုလောက်မေးစရာရှိလို့ရှာလူရဲ့မျက်လုံးအလင်းရောင်ကဟိုးအရင်ငယ်လေးကလေးမွေးဖွားလာတဲ့အချိန်ကစပြီးတော့ဒီပုံစံအတိုင်းပဲလိုက်ရင်อืมဟုတ်တယ်ဟုတ်တယ်ထွေးမလေးရဲ့ရှာလူကငငယ်လေးကလေးကအယောင်၃ယောင်ကိုပဲကောင်းကောင်းမြင်ရတယ်အဲ့ဒီအယောင်၃ယောင်ကလွယ်လို့သူတခြားအယောင်တွေကိုဆိုလို့ရှင်တော့လုံးဝကိုမမြင်ရဘူးလေ ငါတို့လည်းသူရဲ့မျက်လုံးကြားမှရေးပြလိုက်ကောင်းမွန်လာဖို့အတွက်အများကြီးစ조사ပေးခဲ့ကြပါတယ်ဆရာဝန်တွေအများကြီးနဲ့လည်းပြသခဲ့ကြပေမဲ့ဘာမှထူးခြားမလာခဲ့ဘူးသူကဘယ်လိုလုပ်ပြရမလဲငါလည်းနားမလဲတော့ပါဘူးဟဲ့ရပါတယ်မရကိစ္စမရှိပါဘူးအရန်ကြီးလည်းစောရင်ပုံပန်ပြီးတော့စိတ်ပူမနေနဲ့နော်အရာအလုံးအစင်ပြေသွားလိမ့်မယ်ကျမနီလန်းတခုခုရအောင်ထုတ်မယ်တိလားဒီလိုနဲ့ပဲရက်တွေနေတွေကတဖြည်းဖြည်းနဲ့အကုန်ဆုံးသွားခဲ့ပါတယ်နောက်ထပ်ရနေငယ်ကြမြင့်သွားခဲ့တဲ့ခါမှာတော့ရှာလူကိုကြည့်ဖို့ကောင်းလေးဘက်ကလူတွေရောက်ရှိလာခဲ့ပြီးသူမကိုလာကြည့်ခဲ့ကြပါတယ် ရှာလူကလည်းသူ့အမေနဲ့အတူတူအပြင်ကိုထွက်လာခဲ့ရပေါ့။သူမကအစိမ်းရောက်စာရီကိုခေါင်းပေါ်မှာတတိကျကျပတ်ပြီးနောက်မှာတော့လက်ဖက်ရည်ွယ်ရှူပြီးရောက်လာခဲ့တာပါ။အမောအမီလီကတကယ်အတော်လေးကိုယဉ်ကျေးလိုက်ပါပြီချစ်စရာကောင်းတဲ့မင်းကလေးပဲသူကလှလဲလှတယ်ချောလဲချောတယ်ပြီးတော့ဒီနေ့ဝတ်ထားတဲ့အစိမ်းရောင်စာဒီကသူနဲ့တတော်လေးလိုက်ဖတ်တယ်နော်ဟုတ်ကဲ့ပါအန်တီကျေးဇူးအများကြီးတင်ပါတယ်အန်တီဝတ်ထားတဲ့အဖြူရောင်စာဒီကလည်းတကယ်တတော်လေးကိုတောက်ပါပြီးတော့အန်တီနဲ့လိုက်ဖတ်လုံးနေပါတယ်အမေရောအနီရောဝတ်ထားတာပါ လိုဖြစ်ပြီးတော့သူက အဖြူရောင်ဆိုပြီးတော့မြင်နေရတာလေခဏနေပေါ့ငါမျက်လုံးတွေဘာတွေများမှားနေရလားအော်မဟုတ်တာတာလီရေမဟုတ်တာမဟုတ်တာတာကမျက်လုံးကောင်းပါတယ်အန်တီသမီးလေးကဒါမျက်လုံးမကောင်းတာသူက color blind ဖြစ်နေရလीအယောင်၃ယောင်ကလွယ်လို့သူတခြားအယောင်တွေကိုလုံးဝမမြင်ရဘူးအင်းအယောင်တွေကိုမမြင်ရဘူးဆိုလို့ရှင်တော့ဒုက္ခပဲထမင်းဟင်းချက်ပြုတ်တဲ့အခါကျလို့ရှင်တော့ဘလို့လုံးမလဲငါတို့ကသူ့ကိုထမင်းဟင်းချက်ဖို့ပြောတဲ့အခါဆိုရင်လေသူကတခြားဟင်းတွေကိုချက်လာလိမ့်မယ်ဟင်းချက်လာမချက်လားဆိုတော့ကိုရောဘလို့သိမလဲ ဟင်းတွေအောင်ပြောင်းသွားတာကိုလည်းဒီကကြည်တတ်မှာမဟုတ်ဘူးလေ။음မဖြစ်သေးပါဘူးဒီမိန်ကလေးကတကယ်အတော်လေးကိုအန်တီရများလို့နေ။အခုလိုအန်တီရများတဲ့မိန်ကလေးနဲ့ငါသားလေးကိုငါဘယ်လိုလက်ထပ်ပေးရမလဲ။ဒီလိုနဲ့လာကြည့်တဲ့သရိုသမိတော်ဆွေတွေအကုန်လုံးကလည်းရှာလူကိုပြောဆိုပြီးနောက်မှာတော့ထွက်ခွာသွားခဲ့ကြပါရဲ့။ရှာလူကလည်းအရန်ကိုရှာသွားခဲ့ပါရဲ့။ငိုနေနေသူမအခန်းထဲကိုပြေးဝင်သွားခဲ့တော့တာပေါ့။တဖက်မှာအမေနဲ့ရောင်မနှစ်ယောက်လုံးကလည်းစိတ်ပြက်ကုန်ကြပါရဲ့အမေအရန်ကြီးလည်းစိတ်ပြက်ဝမ်းနဲ့မလီပါနဲ့အစဉ်ပြေသွားပါလိမ့်မယ်ကျမ တီးတဲ့ဆရာတယောက်ရှိပါတယ်။ကျမတို့သူ့ကိုဆေးကုသပေးပြီးတာတော့မှဘာမှအဆင်ပြေလာဘူးဆိုလို့ရှင်တော့ခေတ်သစ်ဆေးပညာနဲ့ကုသလို့မရဘူးဖြစ်ရမယ်။ခေတ်သစ်ဆေးပညာကမနိုင်တဲ့ပညာတွေကိုဆိုလို့ရှင်တော့တိုင်းရင်ဆိုင်နဲ့ကုလို့ရတယ်လေ။ကျမတို့တိုင်းရင်ဆိုင်ဆရာနဲ့တစ်ခေါက်လောက်စမ်းသပ်ကြည့်ကြမယ်ဆိုရင်ကျမတို့အများဆုံးသူ့ရှိသွားကြတာပေါ့။ချွေမလေးရဲ့စကားကိုကြားခဲ့ရတဲ့အခါမှာရခမဖြစ်သူကတော့အနေငယ်စိတ်သက်သာရရသွားခဲ့ပါပြီ။နောက်နေမှာတော့တမီရခမနှစ်ယောက်လုံးကဆရာကြီးရှိတဲ့နေရာကိုသွားပြီးနောက်မှာတော့ရှာလူရဲ့ စာတာခွင့်ကိုပြကြည့်ခဲ့ကြပါတယ်။အချိန်လေးကအတော်လေးကိုဆိုးရွားတာပဲ။ဒါကတကယ်အတော်လေးကိုအန်တီရီများလို့နဲ့ခမရရဲ့တမီလေးစာတာခွင့်ကိုပြောင်းဖို့ဆိုရင်တော့ကျွန်တော်တို့တတိတစားကြီးလုံးမှဖြစ်နိုင်မယ်။မနေ့ပြန်ကြရင်တော့အစောကြီးလာခဲ့လိုက်ပါ။ဘာတွေဖြစ်နေရလဲဆိုတာကိုတော့တိတ်မကြခင်ခမရတို့ဖော်ထုတ်လို့ရသွားလိမ့်မယ်။ဘာမှလည်းအရင်ကြီးစိတ်ပူနေကြနေနော်။ဟုတ်ကဲ့ဟုတ်ကဲ့ကောင်းပါပြီဆရာကြီးရေဒါဆိုရင်တော့ကျမတို့ဇာတာခွင့်ကိုခြားသွားလိုက်မယ်သူရဲ့ဇာတာခွင့်ကိုအေးအေးဆေးဆေးကြည့်ပေးပါဦးရှင်ကျမတို့မနေ့ပြန်ပြန်လာခဲ့ကြမယ်နော် ။အမေရခမနှစ်ယောက်လုံးအိမ်ကိုပြန်လာခဲ့ကြပြီမဲ့အဒီနေမှာနှင်းတွေအရန်ကိုကြာနေခဲ့ပါတယ်။အမေရခမနှစ်ယောက်လုံးကလည်းနောင်နေမနက်မိုးလင်းသွားမယ့်အချိန်ကိုပဲစောင့်ဆိုင်နေခဲ့ကြတာပါ။ဒါမှသူတို့ကလည်းဆရာကြီးစီကိုပြန်သွားလို့ရမှာမဟုတ်လား။နောက်နေ့သူတို့အပြင်ကိုထွက်မယ့်အချိန်မှလည်းနှင်းတွေကအရန်ကိုကြာနေခဲ့ပါရဲ့။ချွေးမလေးရေဘလို့လုပ်မလဲ။ဒီနေ့ငါတို့ဘလို့မဆိုဆရာကြီးစီပြန်သွားရအောင်မဟုတ်ဘူးလား။ဒါကအရန်အရေးကြီးရဲ့လေ။အပြင်မှာနှင်းတွေအလောက်တောင်မှကြာနေရငါတို့ဘလို့သွားကြမလဲ။ အမေရဲ့ဒီရသည့်ဥတုမှာဒီလိုဖြစ်တာကစမ်းတော့လည်းမစမ်းပါဘူးအမေရဲ့ရရချွေးမလေးကိစားမရှိဘူးငါသမီးအတွက်ဆိုရင်တော့ငါဘာမဆိုအရာအားလုံးကိုလုပ်နိုင်တယ်မိုးပဲရွှဲရွှာလေပဲတိုက်တိုက်မှုန်တိုင်းပဲကြကြငါကတော့ဆရာကြီးစီရအောင်သွားမယ်ဆရာကြီးငါတို့ကိုဒီနေ့လာမယ်ဆိုပြီးတော့ခေါ်ထားတာဆိုတော့သွားကြတော့ပေါ့ဟုတ်ပြီလေအမေရဒါဆိုရင်တော့ကျမတို့သွားကြမယ်နော်ကျမအပြင်ထွက်ပြီးတော့တခြားလောက်ကားသမားကြည့်လာဆိုပြီးတော့သွားရှာလာရုံပဲ ရှာလို့ရရောင်မကလည်းတရခမဖြစ်သူနဲ့အတူတူရာသီဥတုပြင်းထန်နေခဲ့တဲ့အချိန်မှာပဲဆရာကြီးရှိတဲ့နေရာကိုရောက်အောင်သွားလိုက်ပါရီကြည်ပါဦးရာသီဥတုကလည်းဒီနေ့တော်လေးကိုစိုးနေရပဲဆောင်းမွေးကလည်းနေနေပြီဆရာကဒီနေ့ငါ့ကိုအချောင်းကိုဆော့ဆော့လာဖို့အတွက်လည်းမှားချသေးတာဆိုတော့ဘလို့မဆိုအများအဆုံးသွားမှဖြစ်မယ်ငါဖြက်လန်ကနေပြီးတော့ပဲသွားလိုက်မယ်ဖြက်လန်ကလူပြတ်တယ်ဆိုပေမဲ့ဘလို့မဆိုငါရောက်အောင်သွားရမှာပဲလေရှာလို့ကလည်းထီးယူပြီးနောက်မှာတော့အိမ်ကနေအများအဆုံးထွက်ခွာလာခဲ့လိုက်ပါရီအပြင်မှာနှင်းတွေကအရန်ကိုကြာနေကြတာပါ ူမလည်းအများအဆုံးပဲသွားနေခဲ့ပါတယ်။တစ်ဖက်မှာသမီးရောခမနှစ်ယောက်လုံးကလည်းဆရာကြီးရှိသွားပြီးနောက်မှာတော့မင်းမြန်းနေခဲ့ကြတာပေါ့။ဆရာကြီးရဲ့အစဉ်ပြေလာဇာတာခွင်ကိုကြည့်ပြီးသွားပြီးဆိုတော့တခုခုမရတွေ့သေးလား။အမှန်တကယ်မှာတော့ရှာလူကလွန်ခဲ့တဲ့ဘဝမှာတော့အယောက်ကြားလေးတယောက်ဖြစ်ခဲ့တယ်သူကစစ်သားတယောက်ဖြစ်ခဲ့တာပဲတိုင်းပြည်ကိုကာကွယ်ဆောက်ရှောက်ပေးနေတဲ့စစ်သားတယောက်ပေါ့တခါသူတိုက်ပွဲဆင်နွှဲနေခဲ့တဲ့အချိန်မှာပဲတဖန်ရန်သူဘက်ကသူတွေကငါတို့တိုင်းပြည်ရဲ့အလံကို ပြင်းထန်ထားတိုက်ခိုက်ဖို့အတွက်လုပ်ခဲ့တယ်။ဒါကိုတွေးလိုက်ရတဲ့ရှာလူကလည်းအလင်းအမြန်ပဲပြေးသွားခဲ့တယ်။သူပြေးသွားနေခဲ့တဲ့အချိန်မှာပဲရန်သူဘက်ကသူတွေကသူ့ကိုတွေ့ပြီးတော့တိုက်ခိုက်ကြတယ်။သူမလည်းအလံကိုမြေပေါ်ကိုမကြောက်အောင်လို့ကောက်ွယ်ပေးနေရင်းနဲ့ရောက်အောင်ပြေးသွားခဲ့တဲ့အချိန်မှာပဲသူမအလံကိုရှာယူနိုင်သွားခဲ့ပေမဲ့ရန်သူတွေကသူမကိုတနက်နဲ့ပြစ်လိုက်တဲ့အတွက်ကြောင့်မို့လို့နေရာမှာပဲကွယ်လွန်သွားခဲ့။အလံကသူမရဲ့ကိုပေါ်ကိုကြသွားခဲ့တဲ့နောက်အလှမပါတဲ့အယောင်၃ယောင်ကိုပဲသူမဒီဘဝမှာမျက်နှာရင်ကြောက်တာပါ။ ီစကားကိုကြောက်ရရတဲ့အခါမှာသမီးရောက်ကမနှစ်ယောက်လုံးကလည်းတတော်လေးကုန်ယူသွားခဲ့ကြပါတယ်။ဒါနဲ့ဆရာကြီးရဲ့တခုခုနီးလန်းရှိမှာပေါ့။ကျမသမီးလေးရဲ့ပြဿနာကိုဖြေရှင်းဖို့အတွက်နီးလန်းတစ်ခုလည်းပြောပြပါဦး။တခုမှတော့ကျွန်တော်လည်းအဖြေမရှာတတ်ဘူး။ကမမဲတခုတော့ရှိတယ်ခမရဲ့သမီးကန်းကျမကတိတ်မကြခင်ပြောင်းလဲတော့မှပြီးခဲ့တဲ့ဘဝတုန်းကသူ့တွဲကြုံခံရတဲ့အဖြစ်ဖြစ်လိုမျိုးကြီးမားတဲ့အပြောင်းလဲတစ်ခုကိုသူ့တွဲကြုံရလိမ့်မယ်အဲဒီအဖြစ်ဖြစ်ပြီးသွားတဲ့အခါကျလို့ရှင်တော့အမရဲ့သမီးလေးအယောင်အားလုံးကိုပြန်လဲမြင်တွေ့သွားရလိမ့်မယ် အဲ့ဒါကိုကျွန်တော်ရဲ့ဂရိစကားလို့လည်းမှတ်ယူလို့ရတယ်။ဒီစကားကိုကြားခဲ့ရတဲ့အခါမှာနှစ်ယောက်သားပြောရွှင်သွားကြတယ်လို့မျိုးလန့်လဲလန့်နေခဲ့ကြပါရဲ့။ဒီနောက်မှာတော့သမီးရောက်ကမှနှစ်ယောက်လုံးကလည်းအင်းကိုပြလာခဲ့ကြပါရဲ့။တဖက်မှာတော့နှင်းတွေတတဲတဒန်ကြနေခဲ့တယ်။တော်အုပ်ကြီးတွေမှာရှာလို့ကတော့တော်ရိုင်းတလေးဆန်တွေရဲ့အန်တီရဲကိုရင်ဆိုင်နေခဲ့ရပါတယ်။တော်ရိုင်းတလေးဆန်တကောင်ကသူမနောက်ကိုလိုက်နေခဲ့တဲ့အကျွတ်သူမအနေအမြန်ပြေးနေခဲ့ရတာပေါ့။ပြင်းနေပြင်းနေနဲ့ဒီမတနေရာမှာပြုတ်ကြသွားခဲ့ပါတယ်။တောထဲမှာနှင်းတွေပိုကြနေခဲ့တဲ့အတွက်တောတစ်ခုလုံးဖြူဖွေးနေပါတယ်။ သူမနှင်းတွေချရဲပြုတ်ကျသွားခဲ့တဲ့အခါမှာဒေါ်ရိုင်ကလေးဆန်တွေကသူမကိုမတွေ့တော့တဲ့နောက်မှာတော့နေရာကနေထွက်သွားခဲ့ကြတာပေါ့ရှာလူကလည်းမတက်ကိုထားရလိုက်တဲ့အချိန်မှာပဲရုတ်တရက်ဘယ်ကမှမသိတဲ့နိုင်ငံတော်အလံကသူမအရှိကိုရောက်ရှိလာခဲ့ပါရီအဝိဇ္ဇာတွေအကုန်လုံးကလည်းစုပ်ပြဲသွားတဲ့အတွက်ကြောင့်မလို့သူမကနိုင်ငံတော်အလံကိုပဲအဝိဇ္ဇာပုံစံချုပ်လုပ်ပြီးတော့ခွေလိုက်ပါတော့တယ်ကြည့်ပါဦးငါရရဲ့နိုင်ငံတော်အလံကနောက်ဆုံးတော့ငါရဲ့အရှက်တိတ်ခါကိုကောက်ွယ်ပေးနိုင်သွားခဲ့ပြီးဒီပုံစံအတိုင်းပဲငါအမြန်ဆုံးအကြောင်းကိုတော့မှဖြစ်မယ် ရှာလူကျောင်းကိုရောက်ရှိသွားခဲ့တဲ့အခါမှာတော့ကျောင်းမှာနိုင်ငံကျော်အလံအကြီးအကြီးလွှင့်ထူထားတာကိုတွေ့လိုက်ရပါတယ်။အခန်းနောက်ကိုလည်းတည်တည်ချာချာပြင်ဆင်ထားပါတယ်။ရုပ်တရက်ကြီးလေးတွေတိုက်လာခဲ့တဲ့အခါမှာတော့အလံကလည်းလှုပ်လှုပ်ရှားရှားဖြစ်လာခဲ့ပါတယ်။အလံတိုင်းကလည်းကျွတ်ထွက်တော့မလို့ရှင်းနေခဲ့တဲ့အချိန်မှာရှာလူမြင်သွားခဲ့ရပါတော့။ဒုက္ခပဲအလံကပြုတ်ကျသွားရင်တော့ဒုက္ခရောက်ပြီးအလံတိုင်းကလည်းကျွတ်ထွက်တော့မယ်။ဆရာပေါ်ကသာပြုတ်ကျသွားလို့ရှင်တော့ဆရာဒုက္ခရောက်မယ်။တိုင်ကလည်းတန်တိုင်းကြီးဆိုတော့ဆရာကောင်းကွဲသွားမှသေးကြတယ်။ ငါတို့နိုင်ငံကျော်အလံကိုမြေပေါ်ကျမသွားအောင်လို့ငါကကွယ်ပေးရမယ်။ရှာလူကလည်းပြောပြီးနောက်မှာတော့အလံတိုင်ရှိတဲ့ဘက်ကိုအမြန်ပြေးသွားခဲ့ပါရဲ့။ဆရာကြီးဆရာဖဲပါဆရာနေရာနေဖဲလိုက်ပါ။ရှာလူကလည်းအမြန်ဆုံးအလံတိုင်ကိုဆွဲကိုင်းလိုက်ပါရဲ့။သူကဆရာကိုလည်းကဲတင်ပေးနိုင်သွားခဲ့ပါရဲ့။သူမကိုယ်တိုင်ကတော့ခေါင်းနဲ့ကြောက်တုံးနဲ့ထိသွားတဲ့အတွက်လည်းကြာသွားပါရဲ့။ဒါကတော့တမိလေးရှာလို့ပဲသူကငါ့ကိုကဲတင်ပေးခဲ့တယ်။နိုင်ငံကျော်အလံကိုလည်းကောက်ခွေပေးခဲ့တယ်။ကဲသူဘာဖြစ်သွားတာလဲအများဆုံးစေးအောင်ကောက်ခေါ်။သူမိသားစုဝင်တွေကိုလည်းဆက်သွယ်ပါအောင် ဒီလိုနဲ့တို့တွေကလည်းဇယုံကိုပို့လိုက်ကြပါရီတနအီကြတော့တဲ့ခါမှာရှာလူတတိပြန်လဲလာပါပြီခမရတော်အလုံးရှာလူကိုတွေးလို့ရပြီနော်သူတတိပြန်လဲလာပါပြီသမီးရဲ့အဆင်ပြေလားပြေပါရင်အမေရဲ့ဘာလို့ငိုနေရတာလဲသမီးကတလောက်တောင်အဆင်ပြေနေရပဲ哦အမေဝတ်ထားတဲ့ခင်းကြီးအနီရအရန်လာတယ်နော်ရှောင်းမဝတ်ထားတဲ့ခင်းကြီးကလည်းတကယ်တော်လေးကိုလာတာပဲတောင်ကြားခဲ့ရတဲ့ခါမှာတော့နှစ်ယောက်သားအန်အားတင်းနေကြပါရီရှာလူနဲ့အယောင်တွေအလုံးကိုမြင်ရတယ်ဟုတ်လား ဟုတ်တာပေါ့ကျမအယောင်တွေအားလုံးမြင်ရတယ်။ရှာလို့လည်းအယောင်အားလုံးကိုမြင်ရပြီးနောက်မှာတော့ပျော်ရွှင်စွာနေထိုင်သွားခဲ့ပါတယ်။နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့တိုင်းပြည်ချစ်စိတ်ဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်။အဲမတ်နဲ့ဖီကရမ်တို့နှစ်ယောက်လုံးကတော့တငယ်ချင်းတွေပဲဖြစ်ကြပါတယ်။ဖီကရမ်ကတော့လက်ထပ်ထားခဲ့တာ၃နှစ်ကြာကြာသွားခဲ့ပါပြီ။သူမှနှစ်နှစ်အရွယ်သားလေးတစ်ယောက်လည်းရှိပါတယ်။အဲမတ်ကတော့ပြီးခဲ့တဲ့လကမှလက်ထပ်ထားခဲ့တာဖြစ်ပါတယ်။သူရဲ့မိန်းမကလည်းကိုရင်ဆောင်ထားရပါတယ်။တငယ်ချင်းနှစ်ယောက်ကတော့ ကျောင်းတူကြခဲ့ပြီးတက္ကသိုလ်အထည်အောင်မှာအတူတူပညာအသင်ကျခဲ့ကြတာပါသူတို့နှစ်ယောက်ရန်ကိုယင်းနီလုံးတဲ့အတွက်ကြောင့်မလို့မိသားစုဝင်အချင်းချင်းကလည်းတည်ကျွမ်းကြပါတယ်နှစ်ယောက်လုံးကတယောက်အိမ်ကိုတယောက်အမြဲတမ်းဝင်ထွက်သွားလာလေးရှိပြီးတယောက်အိမ်မှာတယောက်စားတောင်းနေကြပါမိဘတွေကလည်းအချင်းချင်းအရန်ကိုယင်းနီကြပါတယ်မိသားစုဝင်အချင်းချင်းကလည်းတငယ်ချင်းတွေလိုမျိုးဆွေမျိုးအတိုင်းဝိုင်းလိုမျိုးနှီးဆန့်နေကြပါပြီအကျော်ရေးမင်္ဂလာပါဘလို့လဲနေကောင်းရဲ့လားအမေကကျွန်တော်ဒီကိုလွှတ်လိုက်လို့ပါ ိမ်မှာတရက်တီတနန်းလောက်ထားတယ်လေအဲ့ဒါနဲ့အတော်စီကိုပို့ပေးပါအောင်လို့ပြောလို့ကျွန်တော်ကလည်းလာပို့တာအေးအေးအေးပေးပေးပေးတားလေကျေးဇူးများကြီးတင်ပါတယ်နေအမေတရက်တီတနန်းလောက်ကြာတကယ်အရာတော်ပြီးတော့စားကောင်းတယ်လေနေအမေလောက်တဲ့တရက်တီတနန်းကိုစားခြင်းနေရာတော်လေးကိုကြာနေပြီဒီနေ့တော့ငါရဲ့ဆွတ်တောင်းနေပြေးသွားတော့ပေါ့ဒါနဲ့အိမ်မှာကောင်းရထားတယ်ကုန်းချိုတေချာလောက်ထားတာလေကိုရိုင်းလောက်ထားတဲ့ကုန်းချိုဆိုတော့စားကောင်းပြီးတော့အရာတာလေးရှိတယ်ဒါနဲ့လောက်ထားတဲ့ကုန်းချိုတွေကိုအိမ်အထွက်ယူသွားပေးလိုက်ပါအောင် ဟုတ်ကဲ့ဟုတ်ကဲ့ကောင်းပါပြီတော့ကျွန်တော်အင်ကိုပြန်တဲ့အခါကြားလို့ရှင်တော့အတော်ပေးသမျှအားလုံးယူသွားလိုက်မယ်နော်။ဒါနဲ့ကျွန်တော်တို့အားလုံး August 15ရက်နေ့ကျရင်ဘယ်သွားပြီးတော့ဘာလုပ်ကြမယ်လို့စဉ်းစားထားလေ။အေးကွာဒီတစ်ခေါက်တော့ငါတို့ဘယ်လိုလုပ်ရင်ကောင်းမလဲမသိဘူးစဉ်းစားနေရပွဲတော်ကလည်းနီးကပ်လာနေပြီလေ။ဒါပေမဲ့ငါ့ရဲ့မိန်းမကလည်းကိုဝင်နေ။ကိုဝင်ကလည်းလာရှိနေပြီ။အဲ့တော့ဆရာဝင်ကတော့သူ့ကိုအနားယူခိုင်းထားတယ်။သူ့အိမ်မှာတယောက်တည်းအနားယူခဲ့မယ်ဆိုရင်တော့လည်းမဖြစ်သေးပါဘူး။သူ့ကိုတော့အနားယူခိုင်းပြီးငါတို့ကိုယ်တိုင်ပဲပြင်ဆင်စရာရှိတာပြင်ဆင်လိုက်ကြမယ်ဆိုရင်ကောင်းနေမလား။ ေးကောင်းနေကောင်းနေသားလေးရေကောင်းနေအမေနဲ့သဘောကျတယ်အဲ့လိုပဲလုပ်ရမှာပေါ့သူကကဝင်ကြီးနဲ့ဆိုတော့ဘာတခုမှပြင်ဆင်ပေးနိုင်မှာလည်းမဟုတ်ဘူးဒါနဲ့သားရေနေပေါင်းမှအရန်ကြီးလဲစိုးရိမ်မနေပါနဲ့စားတော့ဖို့အတွက်ပြင်ဆင်စရာရှိတော့အားလုံးကိုငါတို့အေးအေးဆေးဆေးကြည့်ပြီးတော့ပြင်ဆင်လို့ရနေရမယ်အားလုံးကိုငါတို့ကြည့်ပြီးတော့လုပ်လိုက်ကြမယ်ကျွန်တော်တွေအားလုံးကိုတော့လိုအပ်ကြကုန်နင်တို့နှစ်ယောက်ကြည့်ပြီးတော့လုပ်ကြဖို့နင်တို့နှစ်ယောက်ကြည့်လို့တက်ကြတယ်မလားပြီးတော့ငါချွေးမလေးအတွက်ဒါကပထမဦးဆုံးအကျင့်ပွဲတော်ကိုဆင်နွှဲနေရတာလေး သူကလည်းဒီပွဲတော်ကိုငါတို့ဘလိုမျိုးဆင်နွှဲကြလဲဆိုတော့ကိုသိချင်မှာပေါ့ငါတို့ကပွဲတော်ကိုခံခံနာနာချင်းပါကြတာသူ့ကိုလည်းပြပေးချင်ပြီးပွဲတော်ရဲ့ခန္ဓာကြီးကျယ်မှုကိုသူမြင်သွားတဲ့အခါကျရင်တော့သူတအားကိုသဘောကျသွားမှာကဲကဲကဲပြပြလိုက်ပါငါတို့ပွဲတော်ကိုဘလောက်တောင်မှကြီးကျယ်ဆင်နွှဲကြလဲဆိုတော့ဟုတ်ကဲ့ဟုတ်ကဲ့ကောင်းပါပြီအတော့ကျွန်တော်ကျွန်တော်ရဲ့မိန်းမနဲ့ကျွန်တော်ရဲ့အမေနှစ်ယောက်လုံးကိုဒီကိုပဲခေါ်လာခင်လိုက်မယ်နော်ပြီးရင်တော့အားလုံးအတူတူပွဲတော်အတွက်ပြင်ဆင်ကြတာပေါ့ဗျာ ဒါနဲ့ကြတဲ့ပြင်ဆင်မှုတွေနဲ့လိုအပ်တာတွေကိုပြောဖို့အတွက်ကတော့အမေနဲ့အတော်နှစ်ယောက်လုံးဖုန်းဆက်ပြီးတော့ပြောလိုက်ကြ။ကျွန်တော်အိမ်ကိုရောက်တဲ့အခါကျလို့ရှင်တော့ဖုန်းခေါ်ပေးလိုက်ပါမယ်။လိုအပ်တာတွေရောမလုပ်ရမလဲဆိုတာတွေပါအားလုံးကိုပြောလိုက်ကြနော်။ဒါနဲ့ကျွန်တော်တို့ဘက်ကလည်းလိုအပ်တာတွေကိုပြင်ဆင်ပေးမယ်။အမေနဲ့ပရီသီနှစ်ယောက်လုံးအတူတူလှုပ်လို့ရတဲ့အလုပ်တွေကိုတော့တို့ကိုပြောလိုက်ပါ။တို့တို့အချင်းချင်းပြင်ဆင်ပေးကြလိမ့်မယ်။ဒီမှာကျတော့မကြီးကတယောက်ထဲလောက်ရမှာမလား။မကြီးတယောက်ထဲလောက်ရမယ်ဆိုလို့ရှင်တော့ကျွန်တော်လည်းစိတ်မကောင်းဘူးလေ။တယောက်ထဲအရန်ကိုပြန်မှန်းသွားလိမ့်မယ်။ကိုဝင်ကြီးနေဆိုတော့ လုံးနိုင်မှာလည်းမဟုတ်ဘူးသူ့အတွက်လည်းအကူအညီဖြစ်သွားအောင်လို့ကျွန်တော်ပြင်ဆင်ပေးမယ်ဒါနဲ့ကျွန်တော်ဒီနေ့ပဲဈေးရဲကိုသွားပြီးတော့အလံဝင်လာခင်လိုက်တော့ဖို့အတွက်စဉ်းစားထားတယ်အလံကိုကြီးကြီးနဲ့လှလှလေးဝယ်လာခဲ့ရမယ်နောက်ထပ်ဆယ်ရက်ပဲ January နောက်ပိုင်းဆိုလို့ရှိရင်တော့အလံတွေဝယ်လို့မရတော့ဘူးလို့လုံးမလဲကျွန်တော်တို့လိုချင်တဲ့ပုံစံအတိုင်းကိုဝယ်ဖို့အတွက်ဆိုလို့ရှိရင်တော့အစောကြီးကလေးကဝယ်ထားတာကောင်းတာပေါ့ ဒီလိုနဲ့နှစ်ယောက်သားကလည်းအပြင်ကိုထွက်ပြီးလို့အတဲပစ္စည်းတွေဝယ်ဖို့အတွက်ဈေးကိုထွက်လာခဲ့လိုက်ကြပါတယ်။တို့မြောက်သားစွန်တွေနဲ့နိုင်ငံတော်အထံကိုလည်းရွေးချယ်ဝယ်ယူကြအောင်ပါပါ။ဒီအချိန်မှာချွေးမတွေကလည်းအခန်းထဲကနေအပြင်ကိုထွက်ရှိလာခဲ့ပါတယ်။ပြီးတော့ဒီော်ခမားနဲ့လည်းစကားတွေပြောဆိုနေခဲ့ပါတယ်။အမေအမေအိမ်မှာရှိတဲ့ချောကလက်တွေကိုယူပြီးတော့အကူဖီဂရမ်ကိုပေးလိုက်တာလား။ဘာလို့ဒီလောက်ထိများတဲ့ချောကလက်တွေအလုံးကိုယူပြီးတော့ပေးလိုက်ရတာလဲရှင်။အဲ့ဒီချောကလက်တွေကတအားကိုဈေးကြီးတာနော်။ဘလောက်တောင်မှဈေးကြီးလဲဆိုတော့ကိုရောသိရလား။ ကျမရဲ့အမကလည်းနိုင်ငံခြားကနေကျမအတွက်ဆိုပြီးတော့ပို့ပေးလိုက်တာအရန်ကိုစီးမြရတယ်။ဒီနိုင်ငံမှာဝယ်လို့ရတာမဟုတ်ဘူး။နိုင်ငံခြားမှာပဲရောင်းတာ။ကျမကိုလည်းမပြောဘဲနဲ့အဲ့ဒီချောကလက်တွေကိုယူပြီးတော့အမေကပေးလိုက်တယ်ဟုတ်လား။ပြီးတော့ကျမအခုဒါဘာတွေကိုကြားနေရတာလဲ။ August 15ရက်နေ့အထွက်ပွဲဟုတ်လား။ကျမတို့အိမ်မှာဆိုလို့ရှင်တော့ဒီပွဲတော်ကိုဘယ်သူမှပြင်ဆင်ကြတာလည်းမဟုတ်တလို့မျိုးဆင်နွှဲခြင်းလည်းမရှိဘူး။ဘာဖြစ်လို့များသူတို့တွေနဲ့အလောက်တားမှအရင်နေ့နေ့ထိုင်နေရတာလဲအမေရေမလို့အပ်ပဲနဲ့ကျမရဲ့ကျမရဲ့အခြေအနေအလောက်ထိကောင်းတာလည်းမဟုတ်တော့ဘူးအမေလည်းသိရတာနဲ့ မလို့အပ်ပဲနဲ့အမေတို့ကဒီပွဲတော်ကိုကျင်းပကြအောင်ပဲပေါ့လေအိမ်မှာဧည့်သည်တွေအများကြီးရောက်လာလိမ့်မယ်စားတောက်ဖို့အတွက်ကိုလည်းကျမပဲပြင်ဆင်ရမှာအမေတိရမဟုတ်ဘူးလားကျမတို့အိမ်မှာအလုပ်တွေအလုံးကိုကျမတို့ကိုယ်တိုင်လုပ်ရတာအလုပ်သမားကလည်းတရားမှရှိတာမဟုတ်ဘူးဒီအလုပ်တွေကိုဘယ်သူကကျမကိုလာပြီးတော့ဝိုင်းကုညီလောက်ကင်ပေးမှာတော့အလုပ်တွေအလုံးကျမတယောက်တည်းပဲပြင်ပမှန်လုပ်ရအောင်မယ်မီဒီလိုနဲ့ရှဘာနာကလည်းစိတ်ပြတ်စွာနေပဲအခန်းထဲကိုဝင်သွားခဲ့ပါရဲ့ ဒီအခြေအနေမှာရခမဖြစ်သူကချွေးမလီပြောတဲ့စကားတွေအကြားတော်တော်လေးဝမ်းနေသွားခဲ့ပေမယ့်ဘာတခေါ်မှမပြောခဲ့ပါဘူးချွေးမလီရဲ့အခြေအနေကိုရခမဖြစ်သူကလည်းတသေးတကြားသိနေခဲ့တဲ့အတွက်ကြောင့်မလို့ဘာမှကိုမပြောတော့တာပါပွဲတော်အတွက်ပြင်ဆင်မှုတွေအားလုံးကိုပြင်ဆင်နေခဲ့ကြပါသည်တကယ်ချင်းတယောက်သားကလည်းဈေးထဲမှာရှိတဲ့စွန်တွေကိုဝယ်လာခဲ့ကြပါသည်ပြင်ဆင်စရာရှိတဲ့ပစ္စည်းတွေအားလုံးကိုလည်းသူတို့ဝယ်ယူလာခဲ့ကြတာပေါ့ဒါနဲ့ချွေးမလီကြီးကိုပဲအိမ်ကချွေးမလီကတော့အလုပ်တွေဘာတွေလုပ်ကင်နိုင်မှာမဟုတ်ဘူးသူ့အခြေအနေကိုကြည့်ကြရနေတည်တယ် သူကိုအဲ့လောက်ထိအလုပ်တွေအများကြီးပေးတာကလည်းမကောင်းဘူးလေကိုဝင်ကြီးနဲ့မလားဒါကြောင့်ငါတို့အိမ်ကနေပြီးတော့လိုအပ်တဲ့မုတ်ကြော်တွေမုတ်အချို့တွေအားလုံးကိုတစ်ခါတည်းလုံသွားကြမယ်ဆိုရင်အရင်နေ့အတွက်မုတ်ကိုလည်းငါတို့တည်တံ့လို့ရအောင်မယ်တိလားဒိန်ကြီးနဲ့အခြေခံပြီးလုပ်ရတဲ့မုတ်နွားနုံးနဲ့လုပ်ထားတဲ့မုတ်တွေအားလုံးကိုလည်းငါတို့ပြင်ဆင်သွားမယ်မြများလေးပြင်ဆင်သွားတဲ့အခါကျလို့ရှိရင်တော့အဆင်ပြေတာပေါ့အဲ့တဲ့တွေအားလုံးကိုလည်းကျွေးလို့ရတယ်သူလည်းမပင်ပန်းတော့ဘူးသူကိုအဲ့လောက်ထိမပင်ပန်းစေတာကကောင်းလိမ့်မယ်သူ့အတွက်အားကိုဝင်ကြဝင်ဖို့ဖြစ်သွားလိမ့်မယ်ဘယ်လိုမဆိုချွေးမအစ်တလေးလေး အိမ်ကိုရောက်လာတာတိတ်မကြသေးဘူးဆိုတော့အလုတ်အများကြီးခိုင်းမယ်ဆိုရင်တော့ဝမ်းနဲ့နေလိမ့်မယ်ဘလို့လဲအချွေးမလေးငါပြောတာမှန်တယ်မလားဟုတ်ကဲ့ဟုတ်ကဲ့သမီးပြောတာမှန်ပါရဲ့ရှင်ကျမလည်းသဘောကျတယ်ကျမပြင်ဆင်မှုတွေအားလုံးကိုအမေနဲ့အတူတူဝိုင်းဝန်းကူညီလုပ်ကိုင်ပေးမယ်လေဖေဂရမ်ရဲ့အမေနဲ့မိန်းမနှစ်ယောက်စလုံးကလည်းပွဲတော်အတွက်ပြင်ဆင်စရာရှိတော့အားလုံးကိုစိတ်ပါလာပါနဲ့ပြင်ဆင်နေခဲ့ကြပါတယ်နောက်ထပ်နေ့ရဆိုလို့ရှင်တော့ဩဂတ်စ်လ15ရက်နေ့ကိုရောက်ရှိလာခဲ့တော့မှာပဲဖြစ်ပါတယ် အဲ့မှတ်ကလည်းတရက်တငယ်ချင်းဖီဂရမ်နဲ့အတူတူလိုအပ်တဲ့ပြင်ဆင်မှုတွေကိုပြောဆိုပြီးနောက်မှာတော့အိမ်ကို ပြန်လာနေခဲ့ပါတယ်။အားလုံးထမင်းစားတော့ပြီးအိမ်ဖို့အတွက်အိရာတွေဝင်သွားခဲ့ကြပါတယ်။ညမိုးချုပ်ရုတ်တရက်ကြီးရှဘာနာတယောက်အရန်ကိုနေမကောင်းဖြစ်လာခဲ့ပါတယ်။သူမဘိုက်တွေတအားကိုနာကျင်နေခဲ့တာဘာမှကိုလုံးလို့မရတော့ပါဘူး။တယောက်ကြောင့်လည်းခမနှစ်ယောက်လုံးကလည်းဘာလို့ပြီးလို့လုံးပေးရမှမသိပဲအရန်ကိုလမ်းဖြန်နေခဲ့ကြပါတယ်။ အခုဆိုလို့ရှိရင်တော့ခုနှစ်လရှစ်လကိုရောက်ရှိသေးတာလည်းမဟုတ်ပါဘူး။ဘာလို့များဒီအချိန်ကြီးပိုက်တွေအောင်နေရတာပါလဲ။အားလုံးကလည်းလမ်းဖြန်းနေကြပါပြီ။ဒုက္ခပဲအမေဘလို့လုပ်မလဲ။ညကလည်းတောင်းမိုးချုံနေပြီ။ဆရာဝန်ကလည်းမြို့အပြင်ကိုထွက်သွားတယ်။ခရီးတစ်ခုသွားစီရရှိတယ်ဆိုပြီးညဘက်ကြီးစေးကန်းတွေကဖွင့်မှာမဟုတ်ဘူး။ကျွန်တော်တို့ဘာလို့ရမလဲ။ကျန်တဲ့ဆရာဝန်ကိုဘယ်မှာသွားရှာရမှာလဲ။အဲ့ဒီဆရာဝန်ကအစင်ရောပြေးပါမလား။ဒီအချိန်ကြီးဘယ်မှာဆရာဝန်ကိုသွားရှာရမလဲ။ကျွန်တော်ဘာလို့ရမလဲမသိတော့ဘူးမေ။ကျွန်တော်တကယ်ချင်း Vikram ကိုပဲကျွန်တော်တစ်ချက်ဖုန်းခေါ်ကြည့်လိုက်အောင်မေ။ ေးအေးဟုတ်တယ်ဟုတ်တယ်တာကြီးအမြတ်ခေါ်မြတ်ခေါ်တို့လည်းမြားကတကယ်အတော်လေးကိုစိတ်သဘောထားကောင်းကြတယ်ဆိုတော့တို့လာကြလိမ့်မယ်တို့ကိုအမြန်ဆုံးခေါ်လိုက်တော့တူတော်နီလန်တခုမဟုတ်တခုအမြန်ဆုံးရှာပြီးတော့ရောက်လာကြလိမ့်မယ်တိလာအမေရေလောက်ပေါင်ရှင်ကျမဘိုက်တွေတောင်းနားနေပြီအမြန်လောက်ပေါင်ကျမဘိုက်တွေတောင်းနားရဲလုံးဝမခံစားနိုင်တော့ဘူးဒီတက်ပို့ပြီးတော့တီးမခံနိုင်တော့ဘူးအေးပါအေးပါငါတငယ်ချင်းကဖုန်းခေါ်နေရခဏလေးပဲစောင့်တော့တို့ချက်ချင်းရောက်လာကြလိမ့်မယ်ဒီလိုနဲ့အဟမတ်ကလည်းတငယ်ချင်းဗီဂရမ်ကိုဖုန်းခေါ်လိုက်တဲ့အချိန်မှာဗီဂရမ်ကလည်းသူ့မိမကိုဒီအကြောင်းလေးချက်ချင်းပြောပြလိုက်ပါတယ် ပရိသီရဲ့သားလေးနဲ့မကောင်းဖြစ်တဲ့အချိန်တုန်းကဈေးရောက်တင်းပေးခဲ့တဲ့အခါမှာကုသပေးခဲ့တဲ့ဆရာမနဲ့ပရိသီကတော့ရင်းနှီးနေခဲ့ပါတယ်။ဒါကြောင့်သူကလည်းဆီယမားနဲ့ချက်ချင်းပဲစကားပြောကြည့်ခဲ့ပါရီဗီဂရမ်ကလည်းသူ့မိမပရိသီကိုခေါ်ပြီးနောက်မှာတော့ချက်ချင်းပဲသူ့တငယ်ချင်းရဲ့အင်ကိုထွက်လာခဲ့တာပေါ့ပြီးတော့တဲ့အခါမှာတော့ကိုရင်သေးကိုခေါ်ပြီးဇယုံကိုအများဆုံးတွားခဲ့ကြပါရီဒီမှာဆီယမားရေသူကကျမရဲ့ညီမအငယ်လေးလိုမျိုးပဲ"သမောက်တေချာကြည့်ပေးပါနော်သမောက်တော်တော်လေးကိုလမ်းဖြတ်နေတယ်" ။ဘာမှလည်းအရင်ကြီးစိတ်ပူမနေပါနဲ့။ငါတို့ကိုတတိတချာဆေးဆက်ပေးထားပါရဲ့။စိတ်ပူစရာဘာအကြောင်းကိစ္စမှမရှိဘူး။သူကလေထိုးနေလို့ဘိုက်တွေတားကိုနာနေကြ။ကျွန်တော်ကတော့ပူပန်စရာမလိုတော့ပါဘူး။ခလေးကတော့အေးစိတ်ပါပဲ။ဒါနဲ့ဒီမနက်စာနေ့လယ်စာနဲ့ညစာကိုအချိန်ကပ်ပြီးစားလိုက်ကြတော့မဟုတ်ပါဘူးနော်။စားတော့ရမယ်။စားတော့တွေကိုအချိန်မှမစားတော့လို့အခုလိုမျိုးဖြစ်တာ။ဟုတ်ပါရဲ့ရှင်ကျမတို့ကိုပြောပါရဲအစားတော့မစားဘဲနဲ့မနေပါနဲ့ဆိုရင်မှသူကအစားကိုနည်းနည်းလေးပဲစားတယ် တခုခုစားပါဆိုနေမှာ तू ကဘယ်တော့မှနားမထောင်ဘူးဟုတ်ပါရဲ့ရှင်ကျမသတိမထားမိလို့ပါကျမနောက်ဆိုရင်သတိထားလိုက်ပါမယ်နော်တခုခုစားခြင်းနဲ့ဆိုလို့ရှင်တော့ချုပ်တီးမထားပါနဲ့ငါ့ကိုပြောလေငါလောက်ပြီးမှာပေါ့နင်ကြိုက်တာတခုခုကအမြန်ဆုံးပြင်ဆင်ပြီးတော့ပို့ပေးလိုက်မယ်အငတ်ခံပြီးတော့မနေနဲ့နော်ကြားလားအရင်နေ့မှာအားလုံးရဲ့စိတ်ပေါ်ထားကိုတွေ့မြင်ခဲ့ရတဲ့အခါမှာတော့သူမရဲ့အတွေ့အခေါ်အတွက်ဆက်ရွှင်သွားခဲ့ပါတယ်။ဒီနေ့မှာဗီကရမ်မြေမီတာဆိုရင်လည်းအကြောင်းပဲသူမအချိန်မီစေကူတာနိုင်ခဲ့တာပါ။တငယ်ချင်းဆိုတာကတော့ဒုက္ခရောက်နေတဲ့အချိန်မှာအကူအညီပေးနိုင်တာကိုမှတငယ်ချင်းလို့ခေါ်နိုင်ပါတယ်။ သူတို့ကတကယ့်ကိုတငယ်ချင်းကောင်းတွေပါခဏနေတော့သူမအင်ကိုပြန်လာခဲ့လာရပါတယ်နောက်နေမှာတော့သူမရဲ့ဂျမ်းမရဲ့အခြေအနေပြောင်းရဲ့ကောင်းမွန်ခဲ့ပါပြီပွဲတော်မှာတော့အားလုံးအတူတူပြင်ဆင်စရာရှိတာပြင်ဆင်ပြီးပြောပါခဲ့ကြပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်